ကလည်းဓမြတက်ရင်ကနေပြီးတော့စာမတက်တဲ့ပုဂ္ဂိုလ်ကလူဆုံးလူမကြီးကကျင့်တော့ဒီလိုတော့ကျင့်ပေါ်ကိစ္စပုံသွားသေးတာခမည်းလို့ဆိုဆယ်ပြန်တော့ပုံနိုင်နေဆိုတော့အဲ့ဒီကနေပြီးတော့ဘုံဘုံငါလဲကျင့်ရမှာပဲဆိုသူရှူခိုင်းနေရှူမြားဟာဆိုရှူလိုက်တာမှမပြောနဲ့တော့နှာခေါင်းကနှက်ပါလေနှစ်ဖူးတက်ရိုက်ပြီးမှနှက်ချစ်ကြောက်ခွာတာဒါစင်းတရားကိုယ်တိုင်ဟောပါတယ်ဓမြတက်ကိုစီးဝေးနေကမရော့အိမ်မှာပေါ့နောက်ပြီးမှသူတို့စီးဝေးတဲ့အခန်းရှိတယ်တဲ့ အစည်းဝေးနေတဲ့ကမ္မသူ့ဓကမမရှိဒေါသတွေဖြစ်ဒီဓကမဘာလို့လဲဒီဓကမတော့ဘယ်သွားတာလဲငါမရှိတော့ဒေါသတွေဖြစ်တယ်ဆိုတာသူကိုယ်တိုင်ဟောပါတယ်အဲ့ဒါနဲ့နောက်ကျတော့ဓကမရောက်လာတဲ့ဖြာလိကျင်းတယ်မင်းဘယ်သွားတာလဲဆိုစည်းဝေးကခဏရထားပြီးတော့ဓကမနောက်အခန်းထဲလိုက်သွားမင်းဘယ်သွားတာလဲခြေလုံးယူထုတ်ပြီးတော့တဲ့ဒါကလည်းသူ့ကိုခြေလုံးယူနဲ့တိတ်ပြီးတော့မေးတော့တာအာကျုပ်တရားသွားအထုတ်တာ ပြောတယ်ဘယ်တရားဘာတရားအထောက်တယ်လဲလူမေးဒီလိုဆို ထိခဲ့သေးလားသူကမေးတယ်တဲ့နင်ထိရင်ထိတယ်ပြောသူကကြားဘူးထားတယ်တဲ့ဟိုထန်းတပင်နောက်ဖေးမှာတရားအထောက်တော့ ထိတယ်ထိတယ်ဆိုပြီးတော့မောင်နေဘွားရီကဓာတ်နဲ့လိုက်ခုံလို့သူဓမြတိုက်ရှင်နဲ့ကြားခဲ့ဘူးတဲ့ထိတယ်တရားသူကြားခဲ့တယ်တဲ့အဲ့ဒီတော့သူတက္ကမလည်းဒီလိုထိခဲ့သေးလားဆိုတော့သိကျင်လို့သူက၆လုံးမြင်တာကတ်မေးတယ်ဟာတော့ပောက်ပြရတွေမှာပြောနေတယ်ချုပ်သွားတာတဲ့ဟိုမင်းကွန်းနဲ့မင်းကွန်းဆိုတာယောက်ျားလားလူလားဘုန်းကြီးလားဆိုဘုန်းကြီးဆိုတော့အဲ့ဒီမှာစိတ်ကပြေသွားတယ်လေဘုန်းကြီးဘယ်လိုလဲဥယျာဉ်သုတ်တာလို့ပြောအေးငါမှားသွားတယ်နောက်လည်းသွားလို့ပြောလိုက်တော့ ဲ့မှာနောက်တစ်ခါသွားတော့အဲ့ဆွန်းလန်းစာဦးကြီးယူလာယူလာပြီးတော့သူကြည့်လိုက်တယ်တဲ့သူကအကရေးကတ်တက်နဲ့ကြောင်ထွက်လာတဲ့ပုံကိုဆိုတော့စာမဖတ်တာအယုတ်ကလေးတွေတွေ့တယ် အဲ့မှာဒီဆုံးလုံးပြစ်မဲ့အလောင်းကကစင်းမှာတစ်ခါထိုးထိုးနေရင်နဲ့နွားတွေနားရင်နဲ့မျက်စိမိတ်ပြီးတော့တရားကျင့်နေဖို့နောက်တစ်ခါအိမ်မှာပြလဲကြည့်လာပြီးတော့ကျင့်နေဖို့နွားစာရိတ်ခြင်းနဲ့တရားထိုင်ကျင့်နေဖို့အဲ့ဒါတွေသူကြည့်ကောင်းလို့ကြည့်နေတယ်နောက်အလုံးမလုံးဝင်နေတော့သူ့ဘက်ကမှဒေါ်ရွှေကြီးကကျမ်းညာတွေဆွဲချနေဖို့သူ့ယောက်ျားအလုံးမလုံးတော့ဒေါသတွေဖြစ်တာပေါ့ ဒေါသတွေဖြစ်တော့ရညာတွေဆွဲချလို့အဲမှာဥက္ကူကြီးအလောက်ဘွာရောအောက်ကြပုံနေဒီခါလေးတရားတွေပြသူကြည့်ကောင်းနေတယ်တဲ့ကြည့်လို့လည်းကောင်းတော့ဟိုဘက်လည်းရောက်သွားတော့ဗျာတဲ့အဲ့ဒီမှာသူကစာပေါင်းဖတ်တယ်တဲ့သာသာသတိပါဘောလေသတိပါကိုရောက်တယ်ထောင်းဝင်းပဲရေးချနတ်တော်ကသူနားမလဲအဲ့ဒါနဲ့သူ့မိမကိုခေါ်တယ်ဆက်ရှိလာစားဓမ္မကြီးတော်ရှိကြီးကိုမြင်လာစားမှတ်တာပေါင်းစားဆိုတော့ တတိပဋ္ဌာန်လို့ပေါ့မလဲထောက်မှန်ပဲရေးချာနာတာဓမ္မလို့ရေးရဒီတတိပဋ္ဌာန်တရား၄ပါးလဲဆိုတော့သုခန္နာကိုအားတဲ့မိုးကြိုးတွေပြည့်တယ်လို့ပဲတဲ့တခါတဲ့ကိုဂျုံဂျုံတိုင်းတိုင်းနဲ့တခါလဲရှက်စီးတွေလက်ပြီးတော့ဘယ်လိုဖြစ်သွားမှမသိဘူးတဲ့အဲ့ဒီမှာ ਨੇ နှုံးကြသွားတယ်ဒီတရားငါလဲကျင့်ဘာလို့မရမှာလဲဆိုပြီးတော့တခါတဲ့ထပြီးတော့တဲ့စာအုပ်ကိုအန်ဆွဲတဲ့ထည့်တယ်တဲ့အောက်ကတခါကြီးဥဝင်းမြင့်နဲ့ ဟိုဥယေကျူကမေးတယ်ဥယေကျူဆိုတာရုပ်ရှင်ထဲကဂျာကူလီအေကျူခေါ်တယ်သူကသူတော်ကောင်းကြီးပါသူကလည်းဖုံးဖုံးထင်တာတော့သောတာပန်မပါဘူးသရဂံလောက်ရှိနေမယ်ဆရာတော်ကြီးရဲ့တရားတော်လုံနေမှာတော့တောင်းတောင်းသေးသေးပုံကမဟုတ်ဘူးဆိုတာသိတယ်အဲဥယေကျူတော့မေးတယ်မေးတော့အရှင်မရတဲ့ဒီလိုကြည့်ပြီးတော့တခါလဲတောထွက်သလား ဘယ်ထွက်မလဲတကကြီးရဲ့တဲ့ဒီစာအုပ်ပိတ်ပြီးတော့အန်ဆွဲတဲ့ထဲတခါလေးတောထွက်သလားဘယ်ထွက်မလဲတဲ့ဓမြတိုက်တာပေါ့ဗျာတိုက်လို့ကောင်းလိုက်တာဗာဘလို့တိုက်လဲလို့မေးတယ်ဗာဘလို့တိုက်ပါသလဲဗျာယူထားတာကဟိုးတော့ကပြင်မတရားဒီမျိုးဘဝတရားဒီမြောက်ကကိုယူထားတဲ့သူတို့ကိုတယောက်ကို3သိန်းစီလောက်တော့ပေးခဲ့ပြီးတော့ငါတောထွက်မယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့တိုက်တာအဲ့ဒါခေါင်းငုံ့ပြတယ်ပလင်မောကတွေ့လာတဲ့အဲ့ဒီတန်ရအင်မတန်ကောင်းတဲ့တန်ရ ဓာတ်နဲ့ခုတ်ချလိုက်တာဓမြတိုက်တာဓာတ်နဲ့ခုတ်ဒါတော့သူမိမကဲ့အုပ်ထုတ်ဆောင်းသွားပါဆိုလို့ဆောင်းသွားတာသူကဘဲမီးလေးနဲ့နေတယ်တဲ့ဥစမုတ်ဆွဲလိုက်ပါဆိုလို့ဓမောလင်းရနေပြီးတော့လူကောင်းနေရသမင်းရှိဆိုဆွဲလိုက်ပါဆိုလို့ဘဲမီးလေးနဲ့ကျုပ်ကနေတာတဲ့အဲ့ဒီနေ့မှာဓမြသွားတိုက်မှာမိမတွေကိုဒီဘက်လဲ3သိန်းလောက်ဟိုဘက်လဲ3သိန်းလောက်ပေးခြင်းလို့အဲ့ဒါဓမြသွားတိုက်တာလာသာသာလေးမှာအဲ့ဒီမှာမိတ်ဓကမလို့သူကလည်းကိုအောင်ထွန်းရဲ့ရော့ အုတ်ထုတ်ကလေးတော့စောင်းတော့ပါအောင်ဆိုကဲအုတ်ထုတ်စောင်းသွားစောင်းပြီးသွားဓမြတိုက်တာသူကအခါတိုင်းဆိုရင်လည်းလွယ်ရည်တမ်းမှလက်နေတမ်းပြီးဗားတဲ့၆လုံးပြီးဗားတဲ့တကအိမ်မော်တက်မယ်ဆိုလက်နေတမ်းပြီးနဲ့တို့၆လုံးပြီးနဲ့ချိန်ကြတာ ဒီတကအိမ်မော်တက်သွားတာရိုးရိုးတက်သွားတယ်အဘိုးကဓညလိုက်မယ်ဆိုတော့သူတို့ကသတင်းရတာတော့ခါလေချောင်းနေတာဗောတဲ့အိမ်မော်လဲတက်ကောဓာနဲ့တီးကြီးတာဒီမှာတွေ့လာတဲ့အမတန်ကောင်းတဲ့တန်ရသူငုံပြခေါင်းဒီဂျူဆောင်းပတ်မှာဗောအဲ့ဒါကြောင့်သူကယေရှုရှင်နဲ့သိက္ခူရင်းနဲ့တော်တယ်မှာအဲ့ဒီကနေစကျင်းတာပဲအဲ့ဒီတော့သူပြောလိုက်တာကဘုန်းတော်နာနဲ့သူ့ရဲ့ဇာတ်ကြောင်းကိုသူအကုန်လုံးပြောပြပြီးတော့ကျုပ်ကတဲ့ အဲ့ဒီတကွက်မှာဖုံဖုံလဲဟိုနားဝင်သွားတာဘာတရားလဲဆိုတော့ချုပ်ကလူကောင်းမဟုတ်ဘူးတဲ့လူဆိုးပါတဲ့အပရိသတ်ကနော်ဘောကွင်းဆိုတာက2000 3000တက်တာသဲငူပွဲဟာဒါဖုံဖုံတို့ဒါဘာမှမဟုတ်ဘူးဖုံဖုံတို့မြင်တွေ့ခဲ့ဘူးဒါသဲငူပွဲဆို1000ရဲ့အထက်2000 3000ရှိတယ်ဒီလိုလေး100 200လေးမဟုတ်ပါဘူးမော်လီဒီမှာ100 200 300 400ဆိုတော်တော်ကြီးကျယ်ဖုံဖုံတို့ကမြင်ခဲ့ဘူးတဲ့ တသောနှစ်သောင်းကအလကပါမွားခါရဲကဘောကွေးကြီးမှလေဖင်တနေရရဖို့ဥစားမလွယ်ဘူးတခါတလေနွားချီရကောကတစ်ဖက်ကနေနဲ့တစ်ဖက်ကမြင့်တယ်အဲ့တချမ်းပဲလေးလဲထိုင်းနေရတယ်ဘောမောင်လို့နေရာမရှိဘူးအဲ့ဒါလောက်ဘောမောင်တို့ဆရာတော်ကြီးနဲ့မသေးသေးမဲမဲလိုက်ခဲ့ဘူးပါအဲ့ဒီနေရာလေးကရှုပ်လို့လည်းမရနောက်ပြီးမှအဲ့ဒီတရားဟိုဖြားဒီခါနာဖြားလေးပဲအဲ့ဒီနွားချီရကောကိုညှိကိုယ့်အကိုထိုင်ရတယ် ဒီလိုကြကြနာနာမရှိပါဘူးဒကမာကြီးတို့ဒကာကြီးတို့ဟာရှေ့ဖုံရှေ့ကန်တဲကောင်းတယ်ဒကာလည်းအဲကောင်းနဲ့နော်အောက်ကဒကာပါကြီးနဲ့ပါကြီးပေါ်မှာပေါ်စိုးလေးတွေနဲ့ဒါရှေ့ဖုံရှေ့ကန်နေပါပဲဒါဒကာမာကြီးတို့ဒကာကြီးတို့ရဲ့ကန်နေခေါ်တယ်ကောင်းကောင်းတို့ကလေခွင်းထဲမှာ ဖြာချမ်းကြီးပေါ်မှာထိုင်ရဟိုက်ဆရာကြီးမိကြီးပါသူတို့ဆိုကောင်းကောင်းကြီးဆရာရတော်ကြီးနဲ့အတူရင်ဟုတ်မှာကနေခဲ့တဲ့ပုံကိုယ်တွေမိကြီးပါဘုံဘုံတို့ဒီလိုကျင့်နေရပါအဲ့တော့ဆရာတော်ကြီးကဘာပြောလဲဆိုတော့ကျုပ်ကလူကောင်းမဟုတ်ပါဘူးလူဆိုးပါတဲ့ အရင်လဲတောက်တယ်တဲ့ဖေးလဲရိုက်တယ်ကျဲလဲတိုက်တယ်ခိုးလဲခိုးတယ်ဓမြလဲတိုက်တယ်အကုန်လုံးလုပ်တယ်တဲ့ဆိုတော့အောက်ကဥရေကျူတို့ကမေးတယ်အရှင်ဘုရားဘင်းဟောတဲ့အာကြီးအာကြီးတဲ့မကောင်းတာဆိုအကုန်လုပ်တယ်ဗျာတဲ့ကျုပ်လည်းအဲ့လိုကျုပ်လို့မကောင်းတာလုပ်တယ်လို့ဟောဒီပရိသတ်ဘယ်လောက်ရှိလဲ2000ကျော်လောက်ရှိပါတယ်ဗျာအေးအဲ့ဒီထဲမှာကျုပ်လို့ဆွဲဆုံးဆိုးတယ်လို့ဘယ်သူပါတယ်လဲတဲ့ထွက်ကြစမ်းပါတဲ့အဲ့ဒီပုဂ္ဂိုလ်ပြောပြစမ်းပါအဲ့တော့လက်ထောက်တရားမဆရာကြီးလို့ဆိုးမဲ့လူတော့မရှိပါဘူးဗျာတဲ့ အဲတခုကောင်းတော့ရှိပါလိမ့်မယ်အရက်တော့တက်တယ်လို့အရက်ဖဲရိုက်တယ်လူလားဖဲချိန်တက်တယ်လို့အကျက်ဒီလောက်ပဲရှိပါတယ်ဆရာတော်ကြီးလိုဆွဲဆုံမဆိုးတာပေါ့အေးတဲ့ကျုပ်လိုလူစိုးလူမိုက်ကြီးစာမတက်တဲ့ပုဂ္ဂိုလ်ကကျင့်တော့ဒီလူတော်ကျင့်ပွဲကိစ္စပုံသွားသေးတာခမရလို့ဆိုဆယ်ပြောင်တော့ပုံနိုင်နေဆိုတော့ဖုံးဖုံးလေးအဲ့ဒီမှာစိတ်ကြီးရက်ထွက်သွားတာအရှိမနာဖုံးဖုံးနဲ့နားနဲ့ ဘလို့ဖြစ်သွားလဲဆိုတော့စိတ်ကရက်ပြီးတော့သူဟောတဲ့တရားကိုလည်းမကြားတော့ရက်ပြီးတော့ဟဲငါကြည်စမ်းမိဘမွေးကငါယနေ့ဒီအရက်တောင်မတော့ဘူးသူ့လိုငါချင်းရမှာပဲအဲ့လိုစိတ်ကလည်းဖြစ်တယ်အဲ့ရက်ထတဲ့ယုတ်ကြီးထဲမှာဘာဖြစ်သွားလဲဆိုတော့ ရှက်စည်းတွေလေတခါလေအတွန့်အတွန့်နေတဲ့ခန္ဓာကိုယ်တော့တက်နေတယ်လို့ပဲရှက်စည်းလက်နဲ့တကူလုံးတကူလုံးဟိုဓာတ်လိုက်နေတယ်လို့ပဲခေါင်းကနေပြီးတော့လက်ကနေပြီးတော့လက်ပြားအထိခါနေပြီးတော့ပေါင်အထိတကူလုံးပါလေခါလေးကိုရှက်စည်းတွေလက်နေတယ်လို့ပဲပေါ့စိတ်ကြီးရက်ပြီးတော့လက်နေအဲစိတ်ကလည်းတကူကလည်းငါအရက်တော်မသာဘူးပဲနဲ့သူ့လိုကျင့်ငါဘာလို့မရမှာလဲဆိုတော့အဲ့လိုသရာဖြစ်ခဲ့ဘူးတယ်ဘုံဘုံအဲ့ဒီကနေပြီးတော့ဘုံဘုံ မလဲကျင်ရမှာပဲဆိုသူရှူခိုင်းတယ်ရှူမယ်ဟာဆိုရှူလိုက်တာမှမပြောနဲ့တော့နှာခေါင်းကနှက်ကလေးနှစ်ဖုတ်တက်ရိုက်တယ်ဒါဖုံးဖုံးတော့ပြီးမှနှက်ချစ်ချောက်ခွာနောက်နှာခေါင်းနဲ့ရှူရှူပါများတော့ဆောင်းနှုတ်ပဲကြီးကိုနှက်ကယူတာပေါ့တခါတလေဒီရောက်တယ်နှာခေါင်းကနေဒီမေးစီရောက်တယ်ခွာပြရတယ်တခါတလေနှစ်ဖုတ်ဒီလိုရှူတာကိုရှူချဲကိုမှမရှူတာပဲသရာတွေတက်ပြီးတော့ရှူတော့တခါတလေဒီနှက်ကနှစ်ဖုတ်တက်ရိုက်တာပေါ့ရှူရတာပဲဖုံးဖုံးတော့အဲ့ဒီလိုကြီးကျင်းနေရပါတယ် ဘလို့အောင်အောင်အောင်စရာကောင်းလဲဆိုတော့ဘုံဘုံတော့လေဒီရှူကရင်းနဲ့သောတာပန်နဲ့ဘလို့လုံးဖြစ်မှလဲမရှူရင်းနဲ့ဘုံဘုံလဲတွေးတာပဲဒီနှကောင်ရှူနေတာပဲငဘူလဲမွေးရရှိအဲ့ဒီရှူတာကြီးရှူနေတဲ့ဥစ္စာပဲဘလို့လုံးသောတာပန်တီမာလို့ဘလို့တရာကန်တီမာလို့ဘုံဘုံလဲဖြစ်ခဲ့ဘူးတဲ့ဖြစ်တာဘောဗျာဒီကအရှူခိုင်းရင်ရှူပါရှူတာရှူအဲညံမပါတဲ့ညံပါတဲ့လူကတော့သာသာလေးကိုနှကောင်မှဒီကရှူပေးတာနဲ့လဲချိန်ပေါ့လေချိန်ပြီးတော့ရှူကြပါ ပမဇဝါယောမိဘမူတာအခုရှူတဲ့လေနဲ့နဲ့ဇာတို့တက်လာလိမ့်ကိုကရှူတဲ့လေနဲ့ကမဇဝါယောနဲ့ရှူခိုင်းလို့ရှူတဲ့စိတ်တဇဝါယောနှစ်ခုညီသွားရင်လေအမှန်တန်ကောင်းတယ်ကိုလည်းမှန်တာနှစ်နာရီသုံးနာရီထိုင်လို့ရတယ် မနာတော့မညောင်းတော့ဒါထိုင်နေမှုဘုံဘုံမလို့ခြင်းဘူးဒီစိတ်ရစင်တည်းရဟိုရှုွက်ရှုကွင်းတာဘုံဘုံလို့ခြင်းတာတဏှာကြီးနဲ့ရဘုံဘုံခြင်းတတ်တယ်နာယီကြီးတွေလင်းကားနာယီထိုင်တာဘုံဘုံမလို့ခြင်းဘူးကိုယ်နဲ့လောင်ထိုင်နေတဲ့ပက်ကီဆိုတဲ့ဟိုအကျင့်ဆိုတာညီကြီးတွေဖုံးနေတယ်မျက်ပိကြီးတွေပေါက်နေတယ်ဘယ်မှာရမှာတော့ထိုင်နေနာယီကိုအဓိကမထားကြပါနဲ့ဘုံဘုံလို့ခြင်းတာလက္ခဏာရတ္တပိစုပဏ္ဏဗရတ္တံဆိုတဲ့ခန္ဓာတည်းရရုပ်လက္ခဏာနာမ်လက္ခဏာဓာတ်လက္ခဏာသဘာဝလက္ခဏာပုစိတ်ရဲ့အကြောင်းတွေကိုသိဖို့ဘုံဘုံလို့ခြင်းတယ် အဲ့ဒါရမှမက်လန်းကိုဓာတ်ရိုက်သွားပါတယ်ဘုံဘုံတို့လည်း6မိနစ်လောက်လေခဲ့တယ်အဲ့ရုပ်နာမြင်မှအရိယာနေထိုးတက်သွားတာအသက်30လဲရောက်တော့မဟာသောတပန်ဆိုတဲ့မက်တမက်ကိုရသူများမေးเสียရမလို့မက်ပုတ်ကိုဆိုတာသူများမေးရင်ဘာမှမဟုတ်ဘူးမှခလေးလေးချင်းခလေးလေးသောတပန်ဖြစ်ခလေးလေးကိုယ်တိုင်သိတယ်မက်ပုတ်ကိုဆိုတာ ဘာလို့ဆိုတော့လက်ရှိအခုသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအခုတရားဓမ္မတွေအကုန်လုံးအခုရှိတဲ့စိတ်သေသွားတာဘယ်တော့မှပြန်ဖြစ်ခွင့်မရှိဘူးသောတာပန်စိတ်ကြီးကပြန်နေရာယူသွားတယ်အဲ့ဒီတော့မှကိုပြန်ကြည့်လိုက်တာဟာငါဟိုစိတ်တွေမရှိတော့ပါလားပြန်ကြည့်လိုက်တာဟာဟိုစိတ်တွေနဲ့နေငါအပေကြမှာပါလားအယူမှအမှန်မှန်တဲ့စိတ်တွေဒီစိတ်ကအင်မတန်ချမ်းသာတဲ့ကြီးကြီးနေတယ်လွတ်နေတယ်စိတ်ပြောင်းသွားတာပေါ့သောတာပန်ဆိုတာစိတ်ပြောင်းတာစိတ်အသိကြီးနဲ့နေရတယ်ကိုအခုနေတာမိမမြင်မိမသိခွေးမြင်ခွေးသိနဲ့စိတ်ကြီးကသေတဲ့အထိနေကြတယ်မယိုးကြ ဘူးလားစိတ်တည်ပြင်းရမှာဒါဖုံဖုံတို့ရဲ့တီလာအာသမာရီအားတွေနဲ့ကြရတဲ့ရုပ်ကိုခွက်လွတ်ပြီးတော့သူတို့ပြနေတာလေးလည်းရှိတယ်။အဲဒီတော့ယောဂီတွေဒါဖုံဖုံပြောရင်လည်းဒါပေါ်တင်အားကြလုံးအားကြီးလို့တရားဓမ္မတွေကြိုးစားကြိုးစားရဖို့ရ။